ရုပ်ရှင်နဲ့မှတ်တမ်းကားတွေကိုစိတ်ပါဝင်စားတဲ့ကျောင်းသားတရားကျော်မွေးထုတ်ခဲ့တဲ့ရန်ကုန်ဖန်စကူးမြန်မာပြည်မှာကျောင်းဖွင့်တာဆယ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။ YF ဆက်တင်နန်းစင်ကျောင်းသားတယောက်ကလည်း American ပြည်တော်စု California ပြည်နယ်ရုပ်ရှင်ပွဲတော်မှာအကောင်းဆုံးဇာတ်ကားဆုတွေစုခုနိုင်ခဲ့ပါတယ်။အကျိုးမြတ်မယူပဲအခမဲ့တင်ကြလာတဲ့ရန်ကုန်ဖန်စကူးဟာဆယ်နှစ်ပြည့်မြောက်သလိုရက်ကူးရီဇညွန်တိပြက်စတဲ့ဘာသာရပ်ဆိုင်ရာတင်နန်းတွေပို့ချဖို့ကျောင်းသားတွေကိုနှစ်စဉ်ခေါ်ယူနေပြီး နေထိုင်စားတောက်ဈေးရိတ်တွေကိုပါတာဝန်ယူနေရကြအောင်တကယ်စိတ်ပါဝင်စားသူတွေရှောက်ထားကြဖို့ဒါရိုက်တာရှင်ဒေဝီကပြောပါတယ်တနစ်ချာတခါចောင်းသားတစ်12ယောက်လက်ခံပါတယ်ចောင်းသားတစ်12ယောက်လက်ခံပြီးွားရင်အဲ့ចောင်းသားတွေကចောင်းဝင်ကြီးလဲပေးစရာမလိုသလိုចောင်းမှာတင်ကြားနေတဲ့ကာလာတစ်ချောင်းလုံးနေထိုင်စားသောက်မှုစိတ်ပညာတင်ကြားမှုစိတ်ပါတာဝန်ယူပေးပါတယ်ကျမတို့ရဲ့ဒီရန်ကုန်ဖင်စကူကကြတော့အကျိုးမြတ်မယူဘဲနဲ့ဝါသနာပါတဲ့လူတွေကိုတင်ကြားပေးတယ်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးပြန်ပွားစစ်ချင်တယ် နှစ်တိုင်းចောင်းသားတွေကိုခေါ်တယ်ကျမတို့ចောင်းသားတွေလှုပ်ထားတဲ့လက်ရည်တွေကိုအားလုံးကိုကျင်ပြခြင်းလေပေါ့နော်အဲ့လိုရည်ရွယ်ချက်နဲ့ကျမတို့ဒီကျမတို့ចောင်းရဲ့နှစ်ပတ်လည် annual screening ကိုနှစ်တိုင်းလှုပ်တာပါဒီနှစ်မှာလည်းကျမတို့ចောင်းသားတွေရဲ့လက်ရည်တွေကိုကြည့်ကြမယ်ဟုတ်ရန်ကုန်ဖန်စကူးကိုတက်ရောက်မဲ့သင်တန်းသားတွေဟာအသက်22ကနေ35နှစ်အတွင်းကျောင်းမှမရွေးတက်ရောက်နိုင်တယ်လို့ဆိုပါတယ်ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာတရားဝင်ចောင်းအဖြစ်အချိန်ပြည့်ဖွင့်လှစ်နိုင်ဖို့စူးစမ်းနေတယ်လို့ ပြင်သစ်ရင်ကျွေးမှုဌာနမှာကျင်းပတဲ့ရုပ်ရှင်ပြပွဲမှာပြောဆိုခဲ့ပါတယ်။ကျောင်းသားဟောင်းတယောက်ဖြစ်တဲ့ရုပ်ရှင်ဓာတ်ပုံပညာရှင်အောင်ကိုကိုရဲ့ကားတာယာတွေကိုစွန့်ပစ်ပစ္စည်းကနေပြန်လည်အသုံးဝင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းရိုက်ကူးထားတဲ့တာယာရုပ်ရှင်ကားဟာအကောင်းဆုံးဇာတ်ကားစုနဲ့အကောင်းဆုံးဓာတ်ပုံစုနှစ်ခုကိုကယ်လီဖိုးနီးယားရုပ်ရှင်ပွဲတော်မှာစုခူးနိုင်ခဲ့ပါတယ်။ရန်ကုန်ဖန်စကူးရောက်မှလူမှုဘဝတွေကိုအမိပြုပြီးဖြစ်ရမှန်အခြေခံမှတ်တမ်းရုပ်ရှင်တွေဖန်တီးလို့ရတယ်ဆိုတာသိလာတာကြောင့် လူငယ်တွေကိုဖိတ်ခေါ်ခြင်းနဲ့လို့အောင်ကိုကိုကပြောပါတယ်။ရုပ်ရှင်လောကတိုးတက်ဖို့ mainstream လို့ခေါ်တဲ့ပင်မစီကြောင်းတစ်ခုတည်းမလုံလောက်တာမို့ new wave တစ်ခုရအောင်လွတ်လပ်တဲ့ indie ရုပ်ရှင်သမားတွေလိုအပ်ပြီးသူတို့ဟာအပျော်ရမ်းသမားတွေမဟုတ်ပါဘူးလို့ဆိုပါတယ်။အဲဒါတော့ documentary filmmaking သင်တန်းလေးရောက်လို့ရောက်လာတော့တကယ်လူမှုဘဝတွေကိုထင်ရှားနိုင်တဲ့ရုပ်ရှင်မျိုးတွေရိုက်လို့ရပါလားတကယ်ဟို reality ကိုအခြေပြုပြီးတော့ကိုတို့ဟိုဖန်တီးမှုအစ်တွေဖန်တီးလို့ရပါလားဆိုတော့ကိုတို့သိလာရတယ်ပေါ့ဒီရုပ်ရှင်တိုးတက်မှုတစ်ခုတည်းကကျွန်တော် mainstream တစ်ခုတည်းပဲမလုံလောက်ဘူး ကျွန်တော်မြင်တာဒီ independent ဘိုင်းကနေပြီးတော့ဒီ new wave တခုပေါ့နော်ဟိုလှိုင်းသေးရုပ်ရှင်လှိုင်းသေးတခုကိုကျွန်တော်တို့ထုတ်လို့လိုအပ်တယ်အဲ့အတွက်လည်းကျွန်တော်တို့ဒီလူငယ်တွေအများကြီးလိုအပ်တယ်ဟိုလက်ရှိရှိနေတဲ့ main stream တွေတက်တက်သွားသလိုကျွန်တော်တို့ဒီ independent filmmaker တွေကလည်းတက်တက်ကျွန်တော်တို့အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စ조사နေကြရတယ်ဆိုတော့ကျွန်တော်တို့ဒီလိုသင်တန်းမျိုးတွေများများစိတ်ပါလက်ပါတက်ချင်တဲ့တကယ်ကိုနှလုံးသားတွေကရုပ်ရှင်ဆိုဟာဖြစ်နေတဲ့လူငယ်တွေကကျွန်တော်ဒီသင်တန်းထဲမှာတက်ချင်အားဖြင့်ကျွန်တော်ရုပ်ရှင်တိုးတက်မှုကိုလည်းကျွန်တော်အများကြီးထောက်ပြပေးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်